အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်တို့ရေဆက် channel မှာ sharing လုပ်ပြီးသွားမှာတော့ထိုင်းနိုင်ငံအတွင်းရောက်ရှိနေထိုင်နေကြတော့ကျွန်တော်တို့မြန်မာနိုင်ငံသားများဗီဇာဆိုင်ရာကိစ္စရပ်များပြုလုပ်ရအတွင်းအချိန်ကုန်တက်တာညှန်းဆန်းချောမွေ့စေဖို့အတွက်ထိုင်းလူမှုကြီးကြပ်ရေး website မှာ appointment online appointment ယူပုံယူနည်းကိုဗီဒီယိုနဲ့တကောအသေးစိတ်ဒီချာလေးရှင်းပြပေးတော့ပါမယ်ပထမဆုံးကကျွန်တော်တို့ဖုန်းရဲ့ Google browser ဖြစ်ဖြစ် Chrome browser ဖြစ်ဖြစ်လုပ်လိုက်ပါမယ် ဝင်ပြီးကျွန်တော်ရဲ့ Thai Immigration website ဖြစ်တဲ့ www.immigration.go.th ကိုရိုက်ထည့်လိုက်ပါမယ်။အခုတတိထားမှာ go.th ပါမှာအစိုးရဝန်ကြီးဌာနဖွင့်လာတဲ့တရားဝင် website ဖြစ်ပါတယ်နော်။ကျွန်တော်လည်းရိုက်ချလိုက်အဲ့လိုလေးပေါ်လာမယ်။အဲ့လိုလေးမပေါ်ခင်ဒီလိုလေးအရင်ပေါ်လာတယ်နော်။တို့ရဲ့အရေးကြီးတဲ့ကြောင်ညာအတိပေးစာလေးတွေအဲ့လိုအမြဲတမ်းတက်တက်လာတက်တယ်နော်။ဒါဆိုကျွန်တော်ထိုင်းနိုင်ငံထဲဝင်လာဖို့ arrival card PDAC ဖြည့်ဖို့အတွက်အရေးကြီးကြောင်းဆိုတာလေးတို့ကြောင်ညာလာပြီလားနော်။ကဲပြီးကျွန်တော်ဒီလို website တွေတုံးတဲ့ခါကျလို့ရှိရင်ကျွန်တော်ဖုန်းကို desktop မှုလေးပြောင်း desktop မှုလေးပုံပေးလိုက်တာပို့ပြီးတော့အဆင်ပြေပါတယ်နော်။ ကဲအဲ့တော့ desktop လေးကိုပြောင်းပလိုက်ပြီးစက်တုံးစက်တာကိုနေပြောင်းပြီးကျွန်တော် language လေးရွှေ့မယ် language က english language ကြီးရပြီနော်ပြီးတော့ကြောင်ကြရတဲ့ဟာကိုချက်ချင်းကလေးအောက်တောင်းမှရှိတာလေးနှိပ်လိုက်မယ်ပြီးကျွန်တော်ဒီမြန်မာစာမျက်နှာမှာပါရှိလဲကျွန်တော်ရှင်းချလိုက်ရအောင်အော်ဒါမှတကြီးရပြီလား online service and knowledge management information ဆိုပြီးတော့မှသူရရှိမဲ့ online service ကနေပြီးတော့ရရှိမဲ့ဒါလေးတွေပြောပြရတယ်နော်ဖုန်းနဲ့တောင်းတာလေးတို့ website ကနေပြီးတော့ immigration ကနေပါလေးဝန်ဆောင်မှုတွေရမယ်ပြောတာပြရတယ်ပြီးဥပဒေအကြောင်းလေးပြီးရင်တော့လက်လက်ထပ်ရှိတာတဲ့တည်င်းလေး လူမှုကြီးကြိုင်းနဲ့ဆိုင်တဲ့တည်နေဖတ်လို့ရတယ်နော်ဒီအောက်ဆုံးမှာ immigration ကို Thai immigration ကိုတိုက်ဆက်တွေ့လို့ရမယ်ဖုန်းနံပါတ်ရဲ့ရုံးလိပ်စာအတိအကျရဲ့ရုံးဖွင့်ရအချိန်တွေကိုပြောပြလာပြီးရနော်ကဲဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်အောက်ကသူပေးထားတဲ့တရင်ကြောင်ညာလေးကျွန်တော်ရင်ကြည့်လိုက်မယ်ဘယ်လိုလေးဖတ်လို့ရလဲ။တော့သူတို့ကကြောင်ညာစာလေးတွေကို notebook တစ်ပုဒ်လေးနဲ့ပေါ့နော်အလုံးလေးနဲ့ပြပြပေးတယ်။ ဒီလိုဆိုတာတို့ရေးကြည့်တဲ့ EDAC ဖြစ်နေဖြစ်ရမယ်ဆိုတာလေး customer တွေမမေ့အောင်လို့အများအား note လေးတက်ပြီးပြပြပေးနေတယ်နော်အဲ့တော့ကျွန်တော်ဝင်ဖြည့်ကြည့်လိုက်လို့ရှိရင်ဘာဘလို့ဖြည့်ပုံဖြည့်နေရတာဆိုတော့ဒီစိတ်ပြောတာပြီးတယ်နော်ဒါပေမဲ့စီတို့ထိုင်းကိုစလာမယ်ဆိုရင် EDAC ဖြည့်ဖို့လည်းမမေ့ရပါနဲ့ကဲအဲ့ဒါဆိုရင်ကျွန်တော်တို့ EA station ဘလို့ယူလဲ Nagiri report ဘလို့ယူလဲ DNTP online နေပြီးတော့ဘလို့တင်မလဲပြီးရင်ကျွန်တော်တို့ visa တက်တန်းတိုးတာ visa ဆိုင်ရာတွေ re entry တွေတော့ကိုရုံးသွားတဲ့ခါကျရင်အချိန်မကုန်အောင် online ကနေပြီးတော့အရင်ဆုံး appointment ဘလို့ယူရမယ်ဆက်ဖြစ်အီးစားပစ်တွေငါ့ကို website မှာငါ့ကိုပြရပါပြီနော် ဟုတ်ပြီအဲဆိုကျွန်တော်တို့ online appointment ယူကြည့်လိုက်မယ်နော်ဘာရှိလဲဆို online appointment နေလိုက်ရင်ဒီမှာတို့ online appointment ယူလို့ရတယ် immigration ညနေ3 4 5ခုရှိပါတယ်ကဲကျွန်တော်တို့ကဘန်ကောက် immigration ကိုပေါ်ဖို့အတွက် appointment ယူရအောင်စမ်းကြည့်လိုက်မယ်နော်ဟုတ်ပြီဘန်ကောက် immigration မှာနေရာ၄နေရာရှိတယ်နော် government complex ရှိမယ်ပြီးကျွန်တော်တို့၄နိုင်ငံနန်း LA visa တွေတော့စားပြစ်ပေးတဲ့ center တွေရှိမယ်ပြီးရင် ID square ရှိမယ်ပြီး1 bank ရှိမယ်နော်၄ခုရှိမယ်မိတ်ဆွေကဘယ်ကိုဘယ်မှာ ဘယ်ရုံးသွားပြီးတော့ဗီဇာဆိုင်ရာကိစ္စတွေလုပ်ချင်တယ်ပေါ့ ID square ဆို ID square နေလိုက်မယ်1ဘတ်ကောက်သွားမယ်ဆိုရင်1ဘတ်ကောက်သွားမယ်နေလိုက်မယ်ကဲကျွန်တော်တို့က government complex သွားမယ်ဖြစ်တဲ့အတွက် government complex နေလိုက်တယ်ဟော government complex နေလိုက်ရင်တူရဲမှာပေါ်လာပြီနော်ဘာစားပေးလဲယူချင်လဲဆိုတော့ကဲကျွန်တော်အဲ့ဒါလေးနေလိုက်လို့ရှိရင်ညားလေးပါတာလေးနေလိုက်ရင်ဒီမှာဝိုင်းရောင်းမနေရအတွက်ကိုကျွန်တော်ဘာစားပေးလဲဟို online နေပြီး appointment ကြိုယူပါလို့ရလဲဆိုတာကိုပြရပါပြီဖြစ်ပါတယ်မှန်နော်ကျွန်တော်တက်တန်းတိုးမှာ business visa တွေတက်တန်းတိုးမှာ tourist visa တွေတက်တန်းတိုးဖို့အတွက်ကို appointment ယူပါမလား90 day တိုင်းတွေအတွက် re-entry တွေအတွက်စသဖြင့် resident permit chain of chain type of visa ဆက်လက်ပြရတော့ visa နဲ့ဆိုင်တဲ့ movement ticket နဲ့ဆိုင်တဲ့ကိစ္စရတွေကိုရုံးသွားပြီးတော့ကျွန်တော်မိုးလင်းအစောကြီးထပ်သွားပြီးတော့အချိန်ကုန်မခံရအောင် online နေပြီးတော့တခါတည်းအချိန်ကို appointment လေးယူလိုက်ပြတာဖြစ်ပါတယ်နော်ကဲအဲ့ဒီမှာကဲမကိုက resident fee တိုင်းကျင်တာကိုဆိုရင်သူ information လေးမှာစာ fee တွေကတော့မရှိဘူးအချိန်ကတော့နိုင်ပဲပြရမယ်ဆိုတော့ပြောထားတယ်ကဲကျွန်တော်ကတော့မြန်မာပြည်လက်ရှိကျွန်တော်မြန်မာပြည်ကတော့ tourist visa လေး extension တက်တက်သွားတိုးတိုးတဲ့ခါကျရင်ဝယ်ရင်သွားတဲ့ခါကျရင်အချိန်တားကုန်တာတော့ကျွန်တော်အဲ့ဒီဝယ်ရင်ပုံမှန် online appointment လေးဆိုပြီးအရင်ယူလိုက်ပို့ပြီးတော့ဆင်ပြေတဲ့အတွက်ကဲကျွန်တော်ဒီနေ့ tourist visa က online appointment ဘယ်လိုယူလဲဆိုတာလေးကြည့်လိုက်ရအောင်ကဲအဲ့ဒါလေးယူရင်အောက်မှာကျွန်တော်အနီရောင်လေးပေါ့နှိပ်လိုက်ပြီးရှင်ရ email လေးတောင်းမယ်နော်သူကအကဲအခါကြောင့်လို့ရှိရင်ကျွန်တော်ကကျွန်တော်တို့ဖွင့်လာတဲ့ email ဖြစ်ဖြစ် gmail ဖြစ်ဖြစ်လေးရိုက်ထည့်ပြလိုက်မယ်နော်ကဲကျွန်တော်တို့ channel ရဲ့ email ဖြစ်တဲ့ yayyy satt@gmail.com ရေးစား @gmail.com လေးနှိပ်လိုက်မယ်နော် အလုပ်နဲ့ပြီးတော့ကျွန်တော်တို့ဆက် OTP ကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင် verify code လေးကြာမှာနော်ဒီ code လေးကိုကျွန်တော်က notify လေးတက်လာမှတောက်ဆိုလို့ရှိရင်ကိုကြီးမေးတဲ့ကိုတော့ဝင်မယ်ဝင်ပြီးတော့အဲ့တော့ immigration immigration process ဆိုင်ရာ OTP လေးကြာလာမှာနော်အဲ့ OTP လေးကိုကျွန်တော်ကောက်ယူမယ်ယူပြီးတော့ရိုက်ထည့်မယ်နော် immigration division one verification ကောက်ဆိုပြီးတော့အဲ့မှာကောက်နံပါတ်6လုံးလေးပို့လာမှာနော်ပို့လာတာကိုကျွန်တော်ရိုက်ထည့်လိုက်မယ် okay ရိုက်ထည့်လိုက်ပြီဆိုရင် ကဲသူရရှိမဲ့နေ့တွေအချိန်တွေအတွက်ကိုပြောပြပြပါမယ်။ကဲကျွန်တော်ရင်းဆက်လိုက်မယ်။ကိုရီယူမာက government complex ဟုတ်ပြီဒီနေ့29ကဲမနေ့ပြန်ထောက်ကြည့်ရအောင်နော်။ visa type တို့ပါဝန်ဆောင်မှုတွားယူမယ်။ tourist visa extension တွားယူမယ်။သူကတလနဲ့တလကြားတွင်မယ် appointment ယူရမယ်နော်။အဲ့ဒါစောပြီးလဲယူလို့မရဘူး။အဲ့တော့သူရမယ်ဟာဆိုရင်ရုံးပိတ်ရတယ်ဆိုရင်အနီးပြမယ်။ရမယ်ဟာလေးဆိုလို့ရှိရင် း apply လုပ်ရမှာလေးဆိုရင်အဖြူလေးလေးပေါ့နေမှာနော်။ကဲဒီနေ့29ရက်ဆိုတော့မနက်ဖြန်က30။ကဲ30အတွက်အချိန်တွေပါလိမ့်ချိန်ရမယ်။9နိုင်ဝယ်တချိန်ရမယ်မနက်ပိုင်းဆိုရင်မနက်ပိုင်း7နိုင်ဝယ်ကနေ12နိုင်မနက်ပိုင်း morning ပိုင်းမှာ9နိုင်ဝယ်တချိန်ရမယ်17နိုင်ဝယ်တချိန်ရမယ်။ညနေခင်းစားပြီးတနိုင်ရနေပြီး3နိုင်ဝယ်နောက်ပိုင်းမှာတနိုင်ရမယ်စတဲ့ပြေပေါ့နော်။သူပြချပြရပေးတယ်။ကဲအဲ့ဒါဆိုကိုကအဆင်မပြေဘူးအဲ့ဒီချိန်တွေမရှိသေးဘူး။ကိုပီဇာတက်တန်တို့ကလည်းရက်လိုနေတယ်။တရနေ့တွားကြည့်မယ်ဆိုရင်ဒါကတရနေ့တွား။အချိန်လေးတွေကရက်ကတဖြည်းဖြည်းနောက်ဆုံးတဲ့အတွက်အချိန်လေးတွေပူလာတာတွေ့ရမှာနော်။ ပုံမှန်ကတော့တို့ရုံးဖွင့်ချိန်အတွင်းမှာဆိုရင်၈နိုင်ခွဲ၊၉နိုင်၊၉ခွဲ၊၁၀နိုင်၊၁၀ခွဲ၊၁၇နိုင်၊၁၇နိုင်ခွဲ၊နိုင်ခွဲချားတစ်ခါကျူနံပါတ်လေးပေးပါမယ်နော်။ဟုတ်ပြီကျွန်တော်က၉နိုင်ခွဲလေးယူတည်လိုက်မယ်။အော်၉နိုင်ခွဲလေးယူပြီးတော့ next day လိုက်လို့ရှိရင်ပါဖြစ်မယ်။ခဏကျွန်တော်ပို့ထားတဲ့ email ကိုသူက confirmation ချက်တစ်ခါလေးပို့ပေးမယ်။ဒါပေမဲ့ကျွန်တော်အချက်လက်လေးထည့်ရမယ်နော်။ဖုန်းနံပါတ်ထည့်မယ်။ဖုန်းနံပါတ်လည်း bill number ထိုင်းဖုန်းနံပါတ်ပဲထည့်ရမယ်။ဒီနံပါတ်ထည့်မယ်။နံပါတ်အင်္ဂလိပ်လိုထည့်ရမယ်နော်။ ပြီးပတ်စမထုတ်တဲ့နိုင်ငံကိုပဲနိုင်ငံလဲပေါ့ကိုကမြန်မာလားမြန်မာဆိုရင်မြန်မာထည့်လိုက်မယ်ကြပါမယ်တည်လာမနော်။တုံညာရှေ့1234569ခုရှေ့ name yayo sat ရေးစက်။ပစဝမြန်မာကျွန်တော်ပစဝနံပါတ်လေးထည့်မယ်။ကျွန်တော် Thai national Thai citizen မဟုတ်ဘဲနဲ့ foreigner တွေတုံးတဲ့စာပေယူမှာဖြစ်တဲ့အတွက်ပစဝနံပါတ်ထည့်မယ်။ MG နံပါတ်။ Okay အဲ့ဒါပြင်ကျွန်တော် next night လိုက်လို့ရှိရင် ျွန်တော်တို့ခဏကကျွန်တော်အီးမေးလ်ထည့်ထားတဲ့အီးမေးလ်တွေကိုသူက confirmation တက္ကနံပါတ်လေးပို့ပေးလိုက်မယ်။အဲအဲ့ဒါလေးပို့ပေးတာဟိုမှာကျွန်တော်က access ရကြမယ် print ထုတ်တာနော်။ပြီးရင်ကိုယူရတဲ့နေ့ကိုယူရတဲ့အချိန်ရောက်လို့ရှိရင်ကျွန်တော်သွားတဲ့ counter မှာနံပါတ်စင်ကိုရတဲ့ကျူကနံပါတ်လေးပေါ်လာမယ်နော်။အဲ့ဒီကျူကနံပါတ်လေးပေါ်လာရင်ကိုကတောင်းလိုက်ရအခုတတိထားမှာကကိုကဒီကျူကနံပါတ်မရောက်ခင်နိုင်ွက်လို့လောက်တယ်ကလိုရတဲ့စာစာတန်းတွေအသေးစိတ်အကုန်လုံး ready ဖြစ်နေပါရမယ်နော်။အဲ့ဘော ready မဖြစ်နေဘူးသူတို့ကျူခေါ်တဲ့အချိန်တွင်းမှာ တခုအဆင်မပြေဆိုရင်ကိုကဝတ်ရင်ကိုယူပြီးတော့ဝတ်ရင်မှာကျူတက်ကလေးတစ်ပြက်ယူပြီးတော့မှအစနေပြင်စားမှာနော်ကဲအဲ့ဒါဆိုကျွန်တော်ဒီ website လေးကိုကျွန်တော်လည်းချက်ကြည့်လိုက်အောင်တခြားဘာတွေရှိမလဲဘာတွေယူလို့ရတယ်လဲဝန်ဆောင်မှုတွေကဘယ်လိုရှိလဲဈေးတွေကဘယ်လိုရှိမလဲဘယ်ယုံတွေသွားရလဲဆိုတော့လေကျွန်တော်တို့ဆက်ပြီးတော့လေ့လာကြည့်လိုက်အောင်နော်အော်ဝမ်ဘန်ကဝမ်ဘန်ကမှာဆိုပါတယ်ရှိလဲဆိုတော့အဓိကကသူက business BY BID ဘိုင်းတွေအတွက် business visa တွေစီးပွားရေးလုပ်ငန်းရှင်တွေလုပ်ငန်း license တွေအတွက်အဓိကထားပြီးပြီးတဲ့စာပေပြီးတဲ့ center ဖြစ်တယ်။ ဟိုကျွန်တော်လေးနိုင်ငံသားတွေအတွက်ပေးတဲ့စာပေပေးတဲ့စင်တာဖြစ်တဲ့စင်တာဒီမှာကျတော့ Ryan 3တို့အဲရက်ကိုစက်တိုင်းတာတို့ Visa Stamp ထုတ်တာတို့တို့ကြလို့ရှိရင်၎င်းစင်တာတွေတွားပြရအောင်နော်အဲ့တော့ဘာသာရေးမျိုးတွေရ190ထုမယ်ဆိုလို့ရှိရင်ပေါ်ပြပါစန္ဒာ3ခုကိုသွားပါမယ်တခြားခင်ရလူတွေဆိုရင်တော့တခြားကိုယ်နဲ့နေဆိုင်ရအနည်းဆုံးခင်ရတွေသွားပြီးတော့92ကိုသွားတင်လို့ရပါတယ်နော် Embraer Wall of Rome ဆိုရင်လည်း ရကိုစက်တိုင်းတာ reentry တုံးကျွန်တော်တို့မြန်မာပြည်ခေါ်ရင်တုံးကြီးတုံးသေးလို့ခေါ်တာပေါ့အဲအဲ့ဒါလေးထူတာလေးပစပစာအဟောင်းပြောင်းပြီးလို့ visa stamp transfer ထူတာတွေတော့လည်းလုပ်လို့ရပါတယ်နော်မာ90ရဲ့ပုဂ္ဂိုလ်တွေကိုတယောက်တည်းအတွက်လာဒါမှမဟုတ် family မိသားစုနဲ့တူသွားမလားမိသားစုနဲ့တူသွားရင်မိသားစုပဲယောက်တည်းလဲဆိုပြီးယူလို့ရတယ်နော်အဲဒီလိုပုဂ္ဂိုလ်ကတော့တယောက်ကိုအလုံးစုံကြံမှာ9မိနစ်လောက်ပဲကြာတာဖြစ်တဲ့အတွက်အများကြီးရှိတယ်နော်သူက ရဲခဏလို့ပဲเนาะကျွန်တော်တို့ဗီဇာကိုအပေါ်မှာယူလို့ပဲကိုယူခြင်းတဲ့ချိန်လေးရယူခြင်းတဲ့ချိန်ယူပြီးကိုယ်ဖေရုံယူမယ်တေချာဆက်ဆက်ပြီးလို့ confirm ဖြစ်ပြီးဆိုရင် next နိုင်လာလို့ရှိရင်ကို email ဝင်လာတဲ့ account ကိုဂျူတက်တက်လေးတူပို့ပြလာပါမယ်เนาะဩဒီမှာဆိုရင်၃ G 3D စနေ entry လာမှဒီ entry လာ0ဘယ်လောက်ရှိလဲအချိန်ဘယ်လောက်ကြာလဲကြည့်လို့ရတယ်เนาะ ီမှာကျွန်တော်ယူလာတဲ့နောက်ဆုံး confirm ဖြစ်ပြီဆိုလို့ရှိရင် immigration division ဝိုင်းနေပြီတော့ confirmation ပို့လာပြီတဲ့ ticket လေးဖြစ်ပါတယ်အဲ့ဒီ ticket လေးကိုကျွန်တော်တို့ယူလာတဲ့နေ့အချိန်ရောက်လို့ရှိရင် print ထုတ်ရပေးရမှာနော်ဖုန်းလေးပြန်လို့မရဘူးသူကတော့အောက်မှာစကန်ချက်လေးကြီးရပါပြီတဲ့ print ထုတ်ရရမယ်ပြီးရင်လိုရတဲ့စာအစာတန်းလေးလက်မှတ်လေးဓာတ်ပုံလေးအကုန်လုံး ready ဖြစ်နေရမယ်တို့ရောရုံးပန်းနေပြီးတော့ဝိုင်းလာရင်အရင်စာအစာတန်းရင်စက်တဲ့ start down ထုတ်ပြီးတဲ့ counter မှာလည်းအရင်စစ်ဆေးပြီးတော့အကုန်လုံး ready လုပ်ရမှာဖြစ်ပါတယ်ကဲအဲ့ဒါဆိုရင်ကျွန်တော်မြန်မာနိုင်ငံလူတွေထိုင်းမှာလက်ရှိရောက်နေပြီးနေနေတယ်မြန်မာနိုင်ငံလူတွေတခြားဗီဇာနဲ့ဆိုင်တဲ့ဝန်ဆောင်မှုများဖြစ်ဖြစ် ဒီလုံဝင်မှုကြီးတဲ့ရုံသွားမဲ့အခါကျတော့ရှင်ကျွန်တော်မိုးလင်းအစောကြီးသွားပြီးတော့အချိန်ကုန်ပြန်စရာမလိုဘူးကိုလိုချင်တဲ့ရက်ကိုလိုချင်တဲ့အချိန်ကိုယူပြီးတော့ online နေ appointment ယူပြီးတော့ဝယ်ရင်သွားလို့ရပါပြီမြတ်